အောင်လာဆန်တဲ့သူရဲ့တင်ငယ်ချင်းဖြစ်တဲ့ကာရစ်စတန်ရဲ့ထူပွဲကြီးကရောရောက်ရှိလို့လာပါပြီ။နေအောင်စလုံးကအကုန်လုံးမယ်တဲ့ဝိတ်တန်အတွင်းကိုဝင်အောင်လုံနိုင်ခဲ့ကြတယ်။တတော်လေးကိုလေချီချူဖို့ကောင်းနေပါလိ။ဆိုတော့အောင်လာဆန်ကိုရောဝမ်ချန်ပီယံရှစ်ကဒါသူပွဲရဲ့နောက်ဆုံးပွဲဖြစ်တဲ့တော့အင်တာနော်အင်တာဗျူးတွေတောက်လျှောက်လုပ်နေတာတွေ့ရတယ်နော်။ အောင်လာဆန်းဖြည့်သွားခဲ့တဲ့ကိစ္စတွေကတော့တကယ်ကိုမှဒါမြန်မာပြည်သက်တွေအတွက်မြည်ဆူစရာတွေဖြစ်နေကြတာပါအောင်လာဆန်းကိုရိုင်းကလည်းပြည်သက်တွေနဲ့လုံးဝနော်ခွဲခွာရတော့မယ်ဆိုတော့နော်ခွဲခွာရတော့မယ်ဆိုတော့မနေ့ကဒါ World Championship ကတင်လာတဲ့ interview မှာဆိုရင်အောင်လာဆန်းကမြည်ချနေကြတာဗျာနော်ကျွန်တော်တကယ်ကိုအယောက်ချရင်မှကြီးကမြည်ချနေကြတာတကယ်ကိုမှတော့ကျွန်တော်ပြည်သက်တွေအတွက်ဘယ်လိုပြောရမလဲဟိုသူ့ကိုချီးပြီးတော့မြည်ရအောင်ချချင်းနေပေါ့နော်အောင်လာဆန်းနဲ့ကျွန်တော်တို့နော်တီလာတာ ဟုတ်လားကျွန်တော်တို့လူချင်းမရင်းတီးပေမဲ့ကျွန်တော်တို့အောင်လအဆန်းကိုကြည့်လာတာနော်ဆယ်စုနှစ်ရှိပါပြီနော်ဆိုတော့အောင်လအဆန်းကကျွန်တော်တို့မြန်မာပြည်သက်တွေအတွက်သူရဲကောင်းပဲနော်နောက်ထပ်ဘယ်လိုမျိုးဖိုက်တာမျိုးပဲနော်မြန်မာနိုင်ငံမှာထွန်းတောက်သည်ဖြစ်စေအောင်လအဆန်းကကျွန်တော်ရဲ့အချစ်ဦးပဲနော်ဆိုတော့အောင်လအဆန်းကတော့ဒီပွဲအတွက်လုံးဝဥသည်ချာချာပြင်ဆင်ထားရီအထူးသဖြင့်တော့ဘယ်လိုပြောရမလဲရော့တန်တို့ကို အစားအသောက်ပိုင်းဆိုင်ရာမှာဒါတည်တည်ချာချာကိုလီအောက်ပြင်ဆင်ပေးနေတယ်ပေါ့လေအားရပညာရှင်တွေဒါအွန်လိုင်းဆန်ကောင်တည်တည်ချာချာဒီပွဲတော့အောက်ပြင်ဆင်ခဲ့တယ်ဒါကြောင့်မလို့လေဝိတ်ခတ်လုပ်တဲ့အခါမှာတကယ်ကိုမှဒါမယ်တဲ့ဝိတ်တန်တွေချွတ်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 နဲ့ hydration test လေးအောင်လေဝိတ်လေးအောင်တယ်နော်ကျွန်တော်လေးစားဖို့ကောင်းပါ रे ခါရစ်စတန်ကတော့ပြောပါတယ်နော်သူရှင်ပြန်ရမယ့်နော် fighter ကပြိုင်ဘက်ကအောင်လန့်အန်ဆန်ဖြစ်နေတဲ့တကယ်ကိုမှဂန်နိုဝင် fighter ကြီးတဲ့အောင်လန့်အန်ဆန်ကကျွန်တော်တို့ထက်အများကြီးလှုပ်ပြခဲ့တယ်တဲ့နော်ဝိတ်တန်တစ်ခုမှ champion ဖြစ်ခဲ့တယ်ဒါကြောင့်မလို့ကျွန်တော်ကနော်ကျွန်တော်ရဲ့ပြိုင်ဘက်ကအချင်းမဟုတ်တာဖြစ်တဲ့အတွက်နော်ဒါကျွန်တော်အနေနဲ့လုံးဝဒီပွဲမရှုံးအောင်ပြင်ဆင်ထားပါတဲ့ဗျာ။လုံးဝဘယ်လိုပြောရမလဲ ကျွန်တော်ရှင်ပြန်ရမယ့်သူကတော့သူပြောဆိုတာအောင်လန့်အဆန်ကို respect အများကြီးရှိတယ်နော်အောင်လန့်အဆန်ဖြစ်နေလို့ကိုတဲ့ဒီပွဲကလုံးဝကိုပို့လို့မရဘဲနဲ့ကျွန်တော်တည်တည်ချာချာကိုပြင်ဆင်ထားရတယ်နော်ကျွန်တော်အနေနဲ့တော့ဒီပွဲကိုတည်တည်ချာချာမပြင်ဆင်ထားမိရင်တော့ကျွန်တော်ယူနေလို့ပဲဖြစ်မယ်တဲ့နော်အောင်လန့်အဆန်လို fighter မျိုးကြီးကိုရင်ဆိုင်ရမယ်နော်ရင်ဆိုင်ဖို့အတွက်မပြင်ဆင်ထားရင်တော့ကျွန်တော်ယူနေလို့ပဲဖြစ်မယ်တဲ့အောင်လန့်အဆန်ကတကယ်ကိုမှ striking เนาะအလေးထုပါဝါရှိတယ်တဲ့ကျွန်တော်လည်းအလေးထုပါဝါရှိပါတယ်တဲ့ကျွန်တော်ရေးပြမကတော့အောင်လာအစမ်းကိုဒါအလေးထုနဲ့အနိုင်ရယူဖို့ပါပဲတဲ့ဗျာเนาะเนาะဆိုတော့ဘယ်လိုပြောရမလဲသူနည်းနည်းလေးအောင်လာအစမ်းရဲ့နောက်ဆုံးပွဲမှာเนาะအောင်လာအစမ်းကလည်းရှုံးချင်မှာမဟုတ်ဘူးသူလည်းဒီပွဲကိုရှုံးခံမှာမဟုတ်ဘူးလို့တဲပဲစိန်ခေါ်သွားပြီเนาะအောင်လာအစမ်းကတော့ပြောရည်เนาะပြိုင်ပွဲဆိုတာဘာမှမဆိုဖြစ်သွားနိုင်ပေမဲ့ပေါ့လေ ပရိသတ်တွေကိုအကောင်းဆုံးရလတ်ဖြစ်အောင်ကျွန်တော်လုပ်ပြမယ်ဆိုပြီးတော့မနေ့က status တင်လာခဲ့တာဖြစ်တယ်နော်အွန်လိုင်းအဆက်ကတော့ခရစ်စတန်ကိုလေးပြောတယ်ခရစ်စတန်ကဝေဒဝိတ္တမထိုးနေခဲ့တာဆိုတော့သူ့အနေနဲ့အခုကျွန်တော်နေ့ရင်ဆိုင်ရမှာကနော်ကျွန်တော်ကျွန်တော်ဖြစ်တဲ့အတွက်သူရင်ဆိုင်ခဲ့တဲ့ဝေတာဝိတ္တကနော်ဒါဘယ်လိုပြောရမလဲဖိုက်တာတွေနဲ့သူမှမဟုတ်ဘူးကျွန်တော်ကလုံးဝအယိုးမာတွေအသားမာတွေကောင်းနေဗျာနော်ဆိုတော့တော်တော်လေးကိုချိန်တော့မှာအွန်လိုင်းအဆက်က ခရဆိုင်ရင်အားနည်းချက်ကနဗန်းဆိုတာသိပေမဲ့လည်းကျွန်တော်ဝင်မလုံးပါဘူးတဲ့နော်ကျွန်တော်ကအလေးထိုးလက်သီးနဲ့ပဲနော်ချမာတယ်ဗျာနော်အလေးထိုးနဲ့အနိုင်ယူပြမယ်လို့အွန်လိုင်းဆန်ကကြုံဝထားရီကျွန်တော်တို့မနေ့ပြန်အစိုးကြီးစောင့်ကြည့်အောင်နော်ကျွန်တော်တို့အွန်လိုင်းဆန်ကိုမနေ့ပြန်မနေ့အစိုးကြီးခဏနာကြီးဆန်ကလောက်ကပြင်ကျွန်တော်တို့ကိုင်းနဲ့သွားပြီးတော့သွားရောက်တွေ့ဆုံကြရအောင်ဗျာရောင်းအောင်ပါရင်ခုန်နေပါပြီ